တောင်ခမ်းနောင်ချိုရန္နာသင်္ကေတိုက်ခွင်းများတွင်အောင်ပွဲရရှေ့တန်းပြတ်တက်မတော်သားများအတွက်ဂုံပြူညသာစားပွဲကိုနိုဝင်ဘာလ25ရက်နေ့ညနေပိုင်းမှာရန်ကုန်တိုင်းဒေသကြီးအင်းနိုင်တက်နယ်တွင်ကျင်းပခဲ့ပါတယ်။ဂုံပြူပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုအမှတ်7ချင်းမြိုင်တက်မဌာနချုပ်အမှတ်137ယာယီနီးပြူဟာမူဒုတိယဘုံမူကြီးမြုံမင်းတန်ကအခုလိုပဲပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဒီလက်ရှိအနေအထားမှာတော့ကျွန်တော်တို့အောင်ပွဲရ စစ်တီတွေပေါ့။ဗမာရစစ်တီတွေကိုဒီလိုမျိုးဟိုတမတော်ကနေပြီးတော့ပြန်ပြီးတော့အနာပေးတယ်စုဖွဲ့ခိုင်းတယ်ဒီလိုမျိုးဟိုပြတာပြောရတော့ကျွန်တော်တို့ဒီစစ်တီတွေကိုစားအများကြီးကျေစုတင်ပါတချို့စစ်တီတွေကတော့ဟိုကျွန်တော်တို့နဲ့လောက်ခေါ်ခိုင်းမဲ့ညီကိုတွေကတော့ဟိုတချို့တွေကြာဆုံးခဲ့တာတွေရှိတော့အဲသူတို့တွေအတွက်တော့ဟိုစိတ်ကောင်းပေါ့တတိယတော့တမတော်ကရင်ဆိုင်ခဲ့ရတဲ့တိုက်ပွဲကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှင်တော့ရဲဘော်ရဲဘက်စိတ်နဲ့ကျွန်တော်တို့ ဟိုမစုံမနစ်တဲ့စိတ်နဲ့ဆောင်ရွက်သွားမှဆိုလို့ရှိရင်တော့အရာရာတောင်းကြည့်ဖို့အောင်ပါပဲအောင်ပွဲရရှယ်ရန်ပြတက်မတော်သားများအတွက်ဂုံပြညစာစာပွဲမချင်းပခင်မှာပြည့်ရောက်လာကြတဲ့တက်နယ်ရှိအရာရှိစစ်တီများကတိုက်ပွဲများအတွင်းကြဆုံးခဲ့တဲ့အရာရှိစစ်တီများကိုတက်မနစ်ငိန်သက်ခါဂေါရပြုလေးပြုခဲ့ကြပါတယ်အခမ်းအနားမဆနေခင်မှာတက်မဆက်တဲ့တက်မမှုဘုံမှုကြီးကျော်စွာထွန်းနဲ့ရခင်ဒုတက်မမှုပြတာဝန်ထမ်းဆောင်ခဲ့သူ တက်မှ88တက်မှမူဘုံမှုကြီးမြဟင်းတို့ကဗီဒီယိုရုပ်သံများနဲ့အောင်မွေးရရှစ်တီတွေကိုဂုံပြူစကားပြောကြခဲ့ပါတယ်။အောင်မွေးရရှစ်တန်းမြတ်တက်မတော်သားများအတွက်ဂုံပြူညသာစားပွဲမှာနိုင်ငံကျော်နုပညာရှင်များဖြစ်တဲ့သူရဲ့ရင်တာရင်းလူအပဝင်အနုပညာရှင်များကဂုံပြူတီဆူဖြော်ပြပေးခဲ့ကြပါတယ်။